ားလုံးပဲမင်္ဂလာပါတတိယ channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတင်ဆက်ပေးမယ့်ပြဠာလောကဇလန်းလေးတစ်ပုဒ်ကတော့ကျုံစုံကရဆုံးလောကဆိုတဲ့ဇလန်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးမှာပါဇလန်းလေးမစားချင်ခင်ထုံးစံအတိုင်းပါပဲကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဇလန်းသစ်တွေတင်နိုင်သိနိုင်ဖို့ပေးနာ notification bell လေးကိုနှိပ်သွားပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစတင်ပါမယ် ကျွန်တော်ငငယ်ကအခုချိန်ထိတရေတစေဆိုတာတွေကိုမျက်ဝါထင်ထင်မတွေ့ဘူးပဲတရေတစေဆိုတာတွေက30တပုံတွေကအပေပုံသာပိတ်တာတို့မျိုးလို့ငငယ်အားဆရာတော်ဖေဟာပြောတာဟောတာကြားဖို့ခဲ့တယ်တရေ6တဲတစေ6တဲဆိုတာကိုကျွန်တော်ကအခုလို့နားလည်ထားတယ်တရေတစေအချောက်ခံရတဲ့လူတော်တော်များများကိုတရေတစေတွေကသူတို့ရဲ့ဘဝဟုံးကရုပ်သွင်းဒါမှမဟုတ်ဘဝအစ်မရတဲ့ရုပ်သွင်းကိုပြတဲ့ကြရလို့ကြားဘူးတယ် တရဲတစီချောင်းလန့်ခြင်းအမျိုးမျိုးကိုကြားဖို့ခဲ့တယ်။တချို့ကငိုတန်၊ရဲတန်၊ဟားတိုက်တန်၊ညင်းညူတန်တွေပေးပြီးတော့ချောင်းလန့်ကြသလိုလမ်းလျှောက်တန်၊သစ်ပင်တစ်ကိုင်းလှုပ်တန်အရာဝတ္ထုပစ္စည်းတွေနဲ့ပြစ်ပောင်းပြီးလဲချောင်းလန့်တက်ပြီးတချို့ကြမ်းတမ်းတဲ့တရဲတစီတွေကလိုက်လံချောင်းလန့်ကြပြီးတော့အိယာဘောကဆွဲချခြင်း၊ခနာကိုကိုပုံနှိုးခြင်း၊ဥကောင်းကိုမခြင်းတခုခုနဲ့ပြစ်ပေါက်ခြင်းတွေကိုပြုလုပ်တဲ့ကြောင်းကြားဘူးနေခဲ့တယ်။ကျွန်တော်ကတော့တိတိပါပါမယုံတတ်သေး ဆုံးဆိုတာကိုတော့ငငယ်ရကြုံမှုတွေကျွန်တော်အသက်73နှစ်အရွယ်ကိုရင်ဝစ်စင်ကရွာဖုံးကြီးကျမ်းမှာကြုံမှုတွေကျွန်တော်ကိုရင်ဝက်တဲ့ရွာချောင်းကပကိုးတိုင်းဒေသကြီးဟောမြို့နယ်ထဲမှာရှိတဲ့အုပ်ဖို့ရွာသစ်ကျမ်းမှာဝက်တော့ကျောင်းနိုင်စီရတော့ကအမေမှာဝမ်းကွဲတော်ဆက်လို့အမေရသူ့ကျမ်းမှာသင်ငန်းစီးပေးတယ်မမရရအဲ့ဒီနေရတကူလာပြီးနေဖုံးကြီးကျမ်းမှာလည်းပထန်ပွဲရရှိနေပြီကျွန်တော်တို့ကလည်းရှင်ပြူအလူတော်မင်္ဂလာလုပ်နေတော့ ။ကျောင်းမှာညအချိန်ပေမဲ့လုပ်သူကိုင်းသားတွေနဲ့တော်တော်စီကားနေတယ်။ဘုံကြီးကျောင်းကလည်းလျှက်စစ်မီမရသေးတော့အောင်လင်းတက်မီအကြီးကြီးတွေထုံးပြီးအလုပ်လုပ်ကြတာ။ညစေနာရီလောက်ကျတော့ကျွန်တော်ကစွန်စားကျောင်းပေါ်ကနေအပေါ်သွားချင်တာနဲ့အိမ်သာဘက်ကိုသွားမလို့အိမ်သာဘက်ကိုလှမ်းကြည့်လိုက်တော့ဘုံကြီးကျောင်းကုရီအောင်နာမှာအောင်လင်းတက်မီကြီးလိုမီးလုံးကြီးကိုထွန်းထားတာမြင်လိုက်တယ်။အောင်လင်းတက်မီကြီးနဲ့တူပေမဲ့အောင်လင်းတက်မီမဟုတ်မှန်းလဲစိတ်ထဲကတိနေတယ်။မီးလုံးကြီးကကုရီပေါ်မှာမဟုတ်ပဲ တူလီယောင်အိနာအသွေးနဲ့ကျန်းပြင်းကြမှာလင်းနေလို့ဘာမှမသိတာနဲ့စွန်စားကျောင်းနောက်မှာပကံစေးနေတဲ့အမေကိုတွေ့ပြီးအမေအမေဟိုမှာဖိုးရင်ကူရီအောင်မှာဘာမီးလုံးကြီးလည်းမသိဘူးအဲ့လိုဆိုပြီးတော့အမေကိုလက်ညှိုးထိုးပြတော့အမေကလာလာသားဘာမှမဟုတ်ဘူးကျောင်းမပြတ်တဲ့အဲ့လိုပြောပြီးတော့အမေလည်းပကံစေးတာရှက်ပြီးကျောင်းပေါ်တက်ပြေးတဲ့အတွက်ကျွန်တော်လည်းဘူးမသိဘာမသိနဲ့ကျောင်းပေါ်တက်ပြေးခဲ့တယ်ကျောင်းပေါ်ရောက်မှအမေ အဲ့ဒါပါလေအဲ့လိုမေးတော့အမေကဘာမှပြတ်မပြောမေးလို့မကမေးတော့မှအဲ့ဒါမီးလုံးမဟုတ်ဘူးစုံမီလို့ခေါ်တယ်အဲ့လိုခေါ်ကြအောင်ပြောပြတယ်စုံကလည်းချီစာစုံလို့ပြောတဲ့အတွက်ကျွန်တော်ဘဝရဲ့ပထမဆုံးမြင်ဘူးတဲ့စုံကမီးလုံးကြီးလို့ပဲမှတ်သားခဲ့ရတယ် အဲ့ဒီနောက်ပိုင်းကိုရင်ဝတ်တုံးဆုံးဆိုတာကိုဘလို့ဟာမျိုးလဲသိကျင်လို့ဆက်ဆိုပြီးတော့ရွာကိုရင်တွေចောင်းသားတွေကဆုံးအကြောင်းအမျိုးမျိုးပြောပြရတဲ့အတွက်ဟုတ်သလားမဟုတ်သလားတော့မသိပေမဲ့မကြဘူးတဲ့ဇကားတွေကိုစတင်ကြားလာခဲ့တယ်။ဒီဘက်တွေမှာရွာတည်ရင်ဆုံးမရှင်ရွာတည်လို့မရကြောင်းရွာတိုင်းမှာဆုံးနေရှိပြီးလာပညာတွေဆိုရင်ဆုံးတွေကောင်းကင်မှာပညာပြိုင်ကြကြောင်းကောင်းကင်မှာအယောင်တောက်တဲ့စိမ့်ဖန့်ဖန့်လိုမီလုံးကြီးတွေတက်လာပြီးတလုံးနဲ့တလုံးတက်လိုက်စင်းလိုက်နဲ့ပညာပြိုင်ပြီး ရှုံးတဲ့သူကအောက်ကိုကျသွားပြီးနိုင်တဲ့ဆုံကမြင့်တဲ့မြင့်အောင်တက်ကတိန်ညွန့်ကိုစားခွင့်ရကြောင်းပြော့ပြလို့သိခဲ့ရတယ်။တချို့ဆုံးတွေကတော့တိန်ညွန့်မစားကြပဲအိမ်သားတွေမှမစင်တွေစားကြလို့မစင်စားဆုံးလို့ခေါ်ကြောင်းသိရတယ်။ကျွန်တော်တွေ့ခဲ့ရတာကချီစားဆုံးဖြစ်မယ်ထင်တယ်။သူတို့ပြောပြတာကဆုံးတွေကအဲ့လိုအပြင်းထွက်မယ်ဆိုရင်သူတို့ခန္ဓာကိုယ်ကသူတို့နေတဲ့အိမ်မှာကျန်းခဲ့ပြီးဥကောင်းတွေကမီးလုံးအသွင်နဲ့အပြင်းထွက်ကြတာလို့သိရတယ်။ သူတို့မီးလုံးအသွင်နဲ့အပြင်ထွက်တာကိုချောင်းကြည့်သူတွေကိုသူတို့သိရင်အနေပေးတတ်ပြီးတချို့နားလေတကြမ်းသူတွေကစုံတွေအပြင်ထွက်တာသိရင်သူတို့အိမ်ကိုသွားပြီးတော့ကြံနေခဲ့တဲ့ခနာကိုကိုအပိုင်စီးထားလိုက်ရင်စုံတွေကခနာကိုနဲ့ပြန်ပေါင်းလို့မရတော့လို့အပိုင်စီးထားသူကိုတောင်းပန်ပြီးခနာကိုနဲ့ပြန်ပေါင်းခွင့်ပေးခိုင်းတာလုပ်ပါမယ်လို့ဂရိခမ်းမှပြန်ပေါင်းခွင့်ပေးပြီးစုံတွေကိုခိုင်းစားတတ်တဲ့သူတွေလည်းရှိကြောင်းလည်းပြောပြလို့သိခဲ့ရတယ်စုံတွေကအပြင်ထွက်တာကိုချောင်းကြည့်ရင်အနေပေးတယ်ဆိုပေမဲ့ လာပညာတွေမှာကောင်းကင်မှာပညာပြိုင်တဲ့ဆုံးတွေကိုတော့ဟိုဘက်ရွာကောင်းကင်မှာပညာပြိုင်နေတာကိုဒီဘက်ရွာကနေရွာလုံးကျွန်းကြီးပါထွက်ကြည့်နေတာကိုတော့ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ဘူးလေတနေ့တော်နေ့တနေ့ရဲ့လာပညာမှာပေါ့ကျွန်တော်ကဖုန်းကြီးเจ้าမှာအဲ့လိုကောင်းနေတော့เจ้าသားတယောက်ကလာနိုးတွေလှုံနိုးနေနေဟဲ့ကောင်မတော်ဆုံးကြည့်မလားအဲ့လိုမေတော့ပထမတော့ဘာပြောရမှန်းမသိပဲနောက်ကြတော့ဆုံးမျိုးကိုကြည့်ဖို့လာခေါ်မှန်းသိလိုက်ရသဖြင့် ကျွန်တော်လည်းထူးထူးဆန်းဆန်းဆိုဆက်စုကျင်တဲ့စိတ်ကရှိတော့ထလိုက်သွားခဲ့တယ်။ကျွန်တော်ရောက်တော့ရွာအဆက်ကဖုန်ရင်ကြောင်ချန်စီယိုနာကပုံနေပင်တန်းမှာလူတွေမှအများအပြားလူတွေအများအပြားဆိုပေမဲ့ရွာတွေကမိန်းမတွေများပါတယ်။ယောက်ျားဆိုလို့ကျွန်တော်အပောင်းဝင်ဖုန်ရင်ကြောင်သားကလေးသားသားအရွယ်၃လယောက်ပဲရှိတယ်။မိန်းမတွေများကြောက်လေကြောက်ဆက်စုကျင်သူတွေကများတယ်။တဖက်ရွာတောင်ရွာရဲ့လာပြင်းညမှာ မှိုင်းပြပြမြင်ရတဲ့တစ်ပင်အုပ်တွေရဲ့အပေါ်ကိုကြည့်ပြီးတီတူတီတူပြောနေကြတယ်။အခုနောက်တော့မီးလုံးတစ်လုံးတက်လာပြီးပြန်ဆင်းသွားတယ်လို့ပြောတယ်။နောက်ထပ်မီးလုံးတွေတက်လာအောင်မယ်ထင်လို့ချောင်းကြည့်နေကြတာတဲ့။အဲ့ဒီအချိန်မှာပဲမိမတွေထံကအတန်လေးတွေခက်အုပ်အုပ်ကြားလိုက်ရတယ်။ဟော့ဟော့တက်လာပြီတက်လာပြီ။အဲ့ဒီအတန်လေးကတွတ်တွတ်လေးဒီမှာနဲ့တောင်ရွာကတမိုင်တာတာတာဝေးတာတော့အတန်ကျကျမထွက်ရဲပဲချောင်းကြည့်နေပုံထောင်းရင် ဆုံးဆိုတာလေကြောက်ဖို့ကောင်းမယ်လို့တွေးထင်မိလိုက်တယ်။တရွာနဲ့တရွာဝေးပြီမဲ့ရွာသူတွေကသူတို့အတန်ကို အဝေးမှာရှိတဲ့ဆုံးမကြီးကြားသွားမှစိုးရိမ်နေပုံရတယ်။အဲ့ဒါနဲ့ပဲသူတို့ရဲ့ကြည်နေတဲ့ကောင်းကင်ရံကိုကျွန်တော်လှမ်းကြည့်မိတယ်။တဖက်ရွာပေါ်တစ်ပင်တွေရဲ့ထိန်းသားမှာမီးလုံးလိုလိုတကူတွေ့ရတယ်။မီးလုံးရောင်ကအနည်းရောင်လည်းမဟုတ်အစိမ်းရောင်လည်းမဟုတ်အဝါရောင်လည်းမဟုတ်အဲ့ဒီအရောင်၃ရောင်ပေါင်းဆက်ထားတဲ့အရောင်မျိုး မီးလုံးကစိမ့်ဖန်ဖန်နဲ့ခလေးကစားတဲ့ကော်ဘောလုံးအရွယ်လောက်ရှိတယ်။မီးလုံးကတဖြည်းဖြည်းနဲ့မြင့်တက်သွားပြီးတော့ဟိုးထိန်ဆုံးအမြင့်ဆုံးအထိတဖြည်းဖြည်းတက်သွားပြီးအရှိန်နဲ့အောက်ကိုထိုးဆင်းလာတယ်။ရွာပေါ်တစ်ပင်ထိပ်ပြားနာမရောက်ခင်မှာပဲရက်တန်သွားပြီးတဖြည်းဖြည်းပြန်တက်တယ်။နည်းနည်းလောက်တက်ပြီးတော့ပြန်မတက်တော့ပဲအရှိဘက်ကိုသွားလိုက်အနောက်ဘက်ကိုသွားလိုက်တောင်ဘက်သွားလိုက်မြောက်ဘက်သွားလိုက်နဲ့ပျော်မျိုးစွာကစားနေတဲ့ပုံပေါက်နေတယ်။ကြည့်လို့တော့တော်တော်ကောင်းတယ်။ လာပြီနေ့မှာလာရဲ့အလင်းရောင်နဲ့ဆုံးမတကောင်ပျော်ရွှင်မြူးတူးစွာစော်စကားနေရလို့ပဲကျွန်တော်တွေးထင်မိတော့နောက်ထပ်မီးလုံးတစ်လုံးထက်တက်လာတာတွေ့လို့ကျွန်တော်စိတ်ဝင်စားစွာကြည့်မိတယ်။နောက်ထပ်တက်လာတဲ့မီးလုံးကပထမမီးလုံးထက်အနည်းငယ်ပိုပြီးတော့ကြီးပုံရပြီးအယောင်ကပထမမီးလုံးလောက်မတောက်ဘူးမဖြူဘူးအနည်းငယ်အနည်းယောင်တန်ပြီးတော့စတက်လာကလေးကပထမစိမ့်ဖန်ဖန်မီးလုံးကိုတစ်ချိန်ထိုးတိုက်ခိုက်တယ်။အဲ့ဒီအခါမှာပဲဘေးနားမှာရှိတဲ့မိမတယောက်က ဆုံးမတွေပညာပြိုင်တာကြည်ရတော့မယ်နဲ့တူတယ်။အဲလိုပြောပြီးတော့ကြောက်လို့လားမသိဘူး။ခြုံပုတ်ထဲကိုတိုးဝင်သွားပြီးမှကြည့်အေး။နောက်တက်လာတဲ့မီးလုံးကြီးကြောင်ကြောင်ကပထမမီးလုံးနောက်တချိန်တိုးလိုက်လံတိုက်ခိုက်ပေမဲ့ပထမမီးလုံးကလှဲ့ပတ်ထွက်ပြေးနေတယ်။ပြန်တိုက်ခိုက်တာမတွေ့ရဘူး။ကောင်းကင်ရံမှာမီးလုံးတွေလှဲ့ပတ်ပြေးလွှာတိုက်ခိုက်နေတာကြည့်လို့တော့ကောင်းနေ။ဒါပေမဲ့တိုက်ခိုက်နေပုံမဟုတ်ပဲစိန်ပြေးတဲ့ကစားနေပုံနဲ့တူတယ်။ အနီရောင်မီလုံးကနောက်ကလိုက်ပြီးအစိမ်းရောင်မီလုံးကချက်ပြေးနေရတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်အစိမ်းရောင်လို မီလုံးတိတ်တိတ်လေးတစ်လုံးထပ်တက်လာတယ်။ပြီးတော့အနီရောင်မီလုံးနောက်ကိုလိုက်တယ်။အနီရောင်လိုမီလုံးကနောက်ထပ်တက်လာတဲ့မီလုံးနောက်ကိုလိုက်တော့အဲ့ဒီမီလုံးကမတိုက်ခိုက်ပဲချက်ပြေးပြန်ရော။ကျွန်တော်အမြင်ရအစိမ်းရောင်မီလုံးနှလုံးကမိတ်ဆွေလားဆွေမျိုးလားမသိဘူး။အနီရောင်မီလုံးကပါဝါပိုကြီးပုံရပြီးအစိမ်းရောင်မီလုံးကမတိုက်ရဲလို့နောင်မီလုံးစိမ်းလေးကဝိုင်းကူတဲ့ပုံရတယ် ကောင်းကင်မှာမီးလုံးသုံးလုံးလိုက်တန်းပြေတန်းကစားသလိုဖြစ်နေတာကြည့်လို့တော့ကောင်းတယ်။ကြည့်နေတဲ့မိမတယောက်ကတော့မီးလုံးစိမ့်လေးတွေတနာပါတယ်လို့ပြောတယ်။မိသွားရင်မီးလုံးညီကြီးကစားပြေးလိုက်မှာလို့ပြောလို့သူတို့တွေလိုက်တန်းပြေတန်းဆော်ကစားနေတာမဟုတ်ပဲအသက်လူပြီးပြေးနေတာပါလားလို့သိလိုက်ရတယ်။အဲ့ဒီအခါမှာပဲနောက်ထပ်မီးလုံးတစ်လုံးထက်တက်လာတာကိုတွေ့ရပြီးထက်တက်လာတဲ့မီးလုံးကအနီရောင်လိုဖြစ်နေတော့အနီရောင်မီးလုံးနှလုံးပေါင်းပြီးတိုက်ရင် အစိမ်းရောင်မီးလုံးနှလုံးတော့အစားခံရတော့မှာပဲလို့တွေးမိပြီးဘာတွေဘလို့ဖြစ်လာမလဲလို့စိတ်ဝင်စားစွာကြည့်နေတော့နောက်တက်လာတဲ့မီးလုံးအနေကြီးကပထမရှိနေတဲ့မီးလုံးအနေကြီးကိုတချိန်တိုးဝင်ရောက်တိုက်ခိုက်ပါတော့တယ်မီးလုံးအနေကြီးနှလုံးဘားတစ်ပြန်ကြားတစ်ပြန်တိုက်ခိုက်နေတော့မီးလုံးစိမ့်ဖန်ဖန်နှလုံးကတဖြည်းဖြည်းရှောင်ထွက်ထွက်ခွာသွားတာကိုတွေ့လိုက်ရတယ်မီးလုံးအနေနှလုံးကအပေါ်တက်လိုက်အောက်ဆင်းလိုက်ဘေးပင်ညာလှက်ပက်ပြေးလွှာတိုက်ခိုက်နေတာဘယ်ဟာပထမမီးလုံး ်ဘဲဟာနောင်မီးလုံးမှခွဲကြမရတော့ဘူးမီးလုံးနှလုံးလေးတော်တော်ကြာကြာလှည့်ပဲ့တိုက်ခတ်ပြီးတော့တယောက်နဲ့တယောက်ဘသူအပေါ်မြင့်မြင့်တက်နိုင်တယ်လေလို့ပြိုင်နေပုံနဲ့မီးလုံးတစ်လုံးနဲ့တစ်လုံးကအပေါ်တက်သွားလိုက်နောက်တစ်လုံးကသူ့ထက်မြင့်အောင်တက်ပြလိုက်နဲ့တစ်လုံးနဲ့တစ်လုံးအစွမ်းတွေပြိုင်နေကြပြီနောက်တော့မီးလုံးတစ်လုံးကရှုံးနေသွားလို့ထင်ပါရဲ့အောက်ကိုနှိမ်စင်းသွားပြီးတော့ရွာလေးကိုပြန်စင်းသွားတယ်။နောက်တစ်လုံးကတော့အောင်မြင်မှုရသွားလို့ထင်ပါရဲ့။ကောင်းကင်ပေါ်မှာလှည့်ပက်ပြန်တန်အောင်ပွဲခံရင် အတော်ကြတော့သူ့လေးပဲအောက်ကရွာလေးကိုပြန်ဆင်းသွားတာကိုတွေ့လိုက်ရတယ်။အဲဒီမှာခြုံတော်လေးကခိုးကြည့်နေတဲ့သူတွေလေအရှုပ်အရှုပ်တိတ်တိတ်ဆိတ်ဆိတ်ပြန်သွားတာကိုတွေ့လို့ကျွန်တော်လည်းကြောင်းပေါ်ပြတ်တက်ခဲ့တယ်။အဲဒီညာတော်တော်နဲ့အိမ်မရဘူး။တတ်တတ်နဲ့တကူဆုံးတွေကစားတာတိုက်ခိုက်တာအခုမှမြင်ဘူးတယ်။ကိုရင်တပားကတော့ပြောပါတယ်။အဲဒီဆုံးတွေရွာထဲမှာလူအဖြစ်နဲ့လေတုံးနဲ့တူတိကြရတဲ့သူတို့တွေစိန်ခေါ်ပြီးတော့လေတိုက်ခိုက်တာဖြစ်နိုင်တယ်လို့မှတ်ချက်ကြတယ် ကျွန်တော်ကဆုံးစုရာကိုတိတ်ပြီးယုံလှတာတော့မဟုတ်ဘူး။နိုင်ငံရေးရန်ကုန်မှာမွေရန်ကုန်မှာကြီးလာတာဆိုတော့ဒါမျိုးတွေကိုမြင်မှမမြင်ဘူးလား။ရန်ကုန်ရောက်တော့ကျွန်တော်ကိုစာတင်ပေးတဲ့ဆရာကိုမေးကြည့်တော့မင်းဟာကမဖြစ်နိုင်ပါဘူးကွာ။တပင်ဝါပင်ကြီးကမီးစုံတက်တွေထွက်လာရင်လေအဲ့ဒီတက်တွေစုမိပြီးတော့အခုလိုပဲမီးလုံးကြီးတွေဖြစ်တတ်ပါလေလို့ပြောလို့ဟုတ်မလားမသိဘူးလို့တွေးမိနေတော့မှာပဲ။လောကကြီးမှာစုံးတွေကဝေတွေတစီတရေတွေလည်းတကယ်ရှိတယ် အဲ့ဒီမီးလုံးတွေကစုံမီတောက်တာဖြစ်တယ်လို့အဲ့ဒီဆရာရဲ့မိန်းမဝင်ပြောတော့ကျွန်တော်လည်းဘာလို့ယုံရမယ်မသိပဲအတွေ့အကြုံအထူးတစ်ခုတွေ့ရတယ်လို့သာမှတ်သားလိုက်တော့တယ်အဲ့လိုနဲ့ပဲရှေတန်းစစ်စီရင်တာဝန်တွေထမ်းဆောင်ရင်စက်တောင်းစိတ်စကမ်းမှာတာဝန်ကြနေတော့အဲ့ဒီစက်တောင်းစိတ်ရွာမှာအယုတ်ခတ်ဆူဆူနဲ့အဖွားဟိုတယောက်ကိုတွေ့ရတယ်အဲ့ဒီအဘွားကြီးကလည်းနိုင်ငံသားရုပ်ရှင်တွေကာတွန်းကားတွေကလို့အယုတ်ဆူဆူခါကုန်းကုန်းနဲ့စုံးမကြီးပုံပေါက်နေတာပေါ့ကျွန်တော်ကတော့မရှိခိုးလို့ မလဆုံးရိုးဆိုတဲ့စကားကိုကြားဘူးနေလို့အဖွာအယာရုပ်ရည်မလပါရုပ်ဆိုးလုံးတော်မလို့အများဆုံးမကြီးလို့ထင်နေတာဖြစ်ပါလိမ့်မယ်လို့မှတ်ထားတယ်။အဲ့ဒီအဖွာကြီးကိုကျွန်တော်တို့တက်ကဆီယာမောင်တို့ကတအားခင်တာ။ရွာရဲဆင်းရင်လဲဆီယာမောင်တို့ကအဖွာကြီးအိမ်ကိုအမြဲသွားလည်နေကြ။တနေ့တော့ညနေပိုင်းစခန်းကိုပြန်လာဖုန်ကြီးချောင်းဂုံးပေါ်ရောက်တော့ဆီယာမောင်တို့ခမခြေခောက်လဲရာကနေဆန့်ငင်ဆန့်ငင်ဖြစ်ပြီးရှာတဲ့ဆောင်ကိုက်ကပါးစပ်ကအမြုပ်တွေထွက်နေပြီးစကက်မေးရမရတော့ဘူး။ အဲ့ဒါနဲ့ပဲအနားမှာရှိတဲ့ဘုံကြီးကျပါကဆရာမောင်တူးကိုဘုံကြီးကျောင်းပေါ်ပြေးခိုင်းပြီးတော့ရှေမန်းတွေတိုက်စေးချိန်လုံးနဲ့တို့ကဒါဆုံးဖြူစားတာဘာမှမပုံနဲ့သူကုပိမ့်မယ်လို့ဆိုကဆရာမောင်တူးကိုသူ့မှာရှိတဲ့ချိန်လုံးနဲ့ထောက်ထားပြီးလာစမ်းအခုနေလောက်ထားရပြီလာပြန်ထုတ်စမ်းဆိုပြီးတော့အတန်မမနဲ့သုံးချိန်လောက်အောင်းငောင်းလိုက်တော့ဆုံးမကြီးလိုတမုတ်ခမ်းထားရတဲ့အဖွားကြီးအပြေးလွားနဲ့ဘုံကြီးကျောင်းခြံစည်းရိုးနာကိုရောက်လာပြီးသူ့ကိုခွင့်လွှတ်ပါ အန်ဒီရဲ့ဖြစ်အောင်လုပ်တာမဟုတ်ပါဘူး။သူအားဆရာမောင်တို့ကိုချစ်လို့စတာပါ။အခုပြန်လုပ်ပေးပါမယ်လို့ပြောစဉ်ခဏတမတက်ချက်မတက်ဖြစ်နေတဲ့ဆရာမောင်တို့ကတန်ရင်ရင်နဲ့ညင်းညူရင်နဲ့ပြန်ကောင်းလာတော့တယ်။ဖုန်ကြီးအားဆရာမောင်တို့ကိုတကာကြီးဘာမှမဖြစ်တော့ကောင်းသွားပြီ။သူကမင်းကိုချစ်လို့စတာကွာလို့ပြောတာကိုအနားမှာရှိတဲ့တက်ခွေမူကမနေနိုင်တော့ပဲ။သူကတော့ချစ်လို့စတာငါတပည့်ကတော့တေမတက်ရှာတဆောင်ကန့်နေပြီလို့ပြောလို့ ငိုအားချက်ရေရောတန်ခဲ့ရတယ်။အဲဒီတော့မှဆုံးမဆိုတာတကယ်ရှိကြောင်းအရှင်လက်လက်မျက်ဝါးထင်ထင်တွေ့ခဲ့ရပြီးဆုံးမဆိုတာကပြူစားလို့ရနိုင်ကြောင်းလည်းသိခဲ့ရတယ်။ဆီယာမောင်တို့ခမရလေးအဲဒီနောက်ပိုင်းအဲဒီအဖွားကြီးအိမ်ဘက်ကိုလုံးဝခြေဦးမလှဲ့တော့ဘူး။အဲလိုနဲ့ပဲဆုံးစုရဲ့ဝေါ်ဟာရဆုံးမကြီးဆိုတဲ့သူဆုံးပြီဆိုတာကို ဖြစ်စဉ်တွေကို တွေ့မြင်ခဲ့ဘူးတာမှအမတ်တရဖြစ်မိပါတော့တယ်။ဇလန်လေးရတော့ဒီမှာပဲပြပါပြီရှင်။ နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။